အေးစဲကိုအသုံးပြုပြီးတော့ sign to sign အတွက်အသုံးပြုလို့ရမယ့်စာရင်းပုံစံလေးတစ်ခုကိုဘယ်လိုဆပြီးရေးဆွဲရမလဲဆိုတာကိုပြောပြပေးပါမယ်။ဒီစာရင်းပုံစံလေးကတော့အခြေခံစာရင်းစရာရေးဆွဲတဲ့ပုံစံလေးတစ်ခုဖြစ်ပါတယ်။ sign to sign နဲ့တစ်ဆိုင် မတူတဲ့အတွက်ဒီပုံစံလေးအတိုင်းအသုံးပြုလို့ရချင်မှရပါလိမ့်မယ်။ဒီစာရင်းပုံစံလေးကိုနမူနာယူပြီးတော့ကိုယ့်ရဲ့ sign နဲ့ကိုက်ညီအောင်အနည်းငယ်ပြန်ပြင်ပြီးတော့ရေးဆွဲလို့ရမှာပဲဖြစ်ပါတယ်။ဥပမာကျွန်တော်တို့က စာရေးကိရိယာပစ္စည်းဆိုင်လေးတို့ပေါ့နော်စာရင်းစပြီးရောရေးဆွဲမယ်ဆိုပါစို့ကျွန်တော်စာရင်းစရာစပြီးရောရေးဆွဲတော့မယ်ဆိုရင်ပထမဦးဆုံးမလုပ်ရမလဲဆိုရင်ကျွန်တော်တို့အယောင်းဝယ်ပြုလုပ်မဲ့ပစ္စည်းအမည်တွေကိုအရင်ဆုံးချပြီးရောရေးလိုက်မယ်ဒါကြောင့်ကျွန်တော်တို့ကဒီ column ကို item name လို့နာမည်ပေးလိုက်မယ် item name လို့နာမည်ပေးပြီးသားရင်ဒီအောက်မှာကျွန်တော်တို့အယောင်းဝယ်ပြုလုပ်မဲ့ item တွေတစ်ခုချင်းစီကျွန်တော်တို့ကရိုက်ပြီးရောထည့်လိုက်မယ်ဒီနေရာမှာတော့ကိုယ်ဆိုင်မှာရောင်းမဲ့ပစ္စည်းပေါ့နော်ရှိသလောက်အကုန်လုံးရိုက်ပြီးရောထည့်ပေးရမှာဖြစ်ပါတယ် အဲပြီးတော့လို့ရှိရင်ကျွန်တော်တို့ကစရင်နေလောက်တဲ့အခါမှာကျွန်တော်ကဒီ item name နေနဲ့ပြန်ပြီးတော့မသုံးဘာလို့လဲဆိုရင်ကျွန်တော်ကဒီ item name ကိုကျွန်တော်ကပြန်ပြီးတော့ရိုက်ရမယ်ဆိုရင်အချိန်ကြာတယ်နောက်တစ်ခုကကြာတော့ကျွန်တော်တို့ကစလုံးပေါင်းနေမှားနိုင်တယ်အဲဒါကြောင့်ကျွန်တော်တို့ကဒီဒီ item name ကိုကျွန်တော်တို့ကဒီ formula တွေထည့်သွားမယ်ဆိုလို့ရှိရင်စလုံးပေါင်းနေမှားနေတဲ့အခါမှာဆိုရင်ကျွန်တော်ကအဖြေလဲလိုက်ပြီးတော့မှားသွားနိုင်တယ်အဲဒါကြောင့် ကျွန်တော်ကဘယ်လိုလုပ်မလဲဆိုရင်ဒီ item name တစ်ခုချင်းစီကိုကျွန်တော်ကကောက်နံပါတ်တစ်ခုစီလိုက်ပြီးတော့သတ်မှတ်လိုက်မယ်ကျွန်တော်ကဒီ formula ရေးတဲ့အခါမှာအခုသတ်မှတ်လိုက်တဲ့ကောက်နံပါတ်တွေကိုပဲယူပြီးတော့ကျွန်တော်က formula ရေးမယ်ဒါကြောင့်ကျွန်တော်တို့ဒီ item name ဆိုရဲဘေးမှာပေါ့နော် item ကုတ်ဆိုပြီးတော့တခုထပ်ထည့်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်ပစ္စည်းတစ်ခုချင်းစီကို item ကုတ်တွေပေးမယ်ဥပမာကျွန်တော်က1001ဆိုပြီးတော့ပေးလိုက်မယ်နောက်တစ်ခုကို1002ဆိုပြီးတော့ပေးလိုက်မယ် ဒီနေရာမှာ ကုန်းနံပါတ်ကတော့ကိုကြိုက်တာပေးလို့ရပါတယ်ကျွန်တော်ဒီနေရာမှာအဓိကတော့ကျွန်တော်ဒီကုန်းနံပါတ်လေးတွေရိုက်ထည့်လိုက်မယ်ဆိုရင်ဒီပစ္စည်းအမြည်လေးတွေပေါ်လာဖို့အဓိကပဲကျွန်တော်ကဒီနေရာမှာကုန်းနံပါတ်နှစ်ခုကိုအခုလိုမျိုးရေးပြီးတော့ KCU ဆွဲချလိုက်တယ် ဒါဆိုရင်ဒီ item name တစ်ခုချင်းစီမှာကျွန်တော်တို့ကောင်းနံပါတ်လေးလေးချသွားပြီပြီးတော့ကျွန်တော်တို့ဒီရှိကို item code ဆိုပြီးတော့နာမည်ပေးထားလိုက်ပါမယ်ကျွန်တော်တို့အခုထည့်ထားတဲ့ဒီ item code ဒီ item name တွေကိုဘာလုပ်လိုက်မလဲဆိုရင်ကျွန်တော် table ပြောင်းလိုက်ပါမယ်အခုလိုမျိုးဆက်လာမှတ်ပြီးတော့ဒီ insert start ထဲက table ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပြီးတော့ ကျွန်တော်ကဒီထဲမှာ mind table has harder ဆိုတာလေးကိုအမှန်ကြီးချစ်ပြီးတော့ okay လေးနှိပ်ပေးလိုက်ပါဒါလေးကိုကျွန်တော်က table လေးပြောင်းထားလိုက်ပါမယ်ဒါမှကျွန်တော်ကအောက်မှာထပ်ပြီးတော့တိုးမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီ table လေးကိုတခါတည်းပါသွားမှာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်ကျွန်တော်ဘာဆက်လုပ်မလဲဆိုရင်ကျွန်တော်ကအခု item name နေတော့ရပြီ item name နေရပြီဆိုရင်ကျွန်တော်ကဒီအဲရောင်းဝယ်လုပ်ဖို့တော့ပေါ့နော်ကျွန်တော်မှာပစ္စည်းတွေမရှိသေးဘူးဝယ်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီအဝယ်စင်းတစ်ခုကိုစပြီးတော့ရေးဆွဲလိုက်မယ်ဒါကြောင့်ကျွန်တော်တို့ကရှေးအသစ်တစ်ခုယူပြီးတော့အဝယ်စင်းတစ်ခုရေးဆွဲလိုက်မယ် ဒီစင်ရုပ်ဆပြီးတော့ဆွဲတဲ့အခါမှာဒီ item ကုန်းနဲ့ item name ကိုယူပြီးတော့ဆွဲမယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီ table တဲ့ကဒီခေါင်းစဉ်ကိုကျွန်တော် copy ကူးလိုက်တယ် copy ကူးပြီးတော့ကျွန်တော်ဒီဘက်ရှိတဲ့မှာ paste လုပ်လိုက်မယ် item ကုန်းရဲ့ item name ရဲ့ရှိတယ်ကျွန်တော်တို့ကဒီနေရာလေးမှာ item code တစ်ခုခုထည့်လိုက်မယ်ဆိုရင်ဒီ item name ပေါ်လာအောင်လို့ကျွန်တော်က function တစ်ခုရေးမယ်ဒီနေရာမှာအသုံးပြုမဲ့ function လေးကတော့ vlookup ဆိုတဲ့ function လေးဖြစ်ပါတယ် ဘာကြောင့်ကျွန်တော်ဒီ vlog function လေးနဲ့ရေးပြလဲဆိုရင်ကျွန်တော်တချို့ပေါ့နော်ဒီ excel function အဟောင်းသုံးနေတဲ့သူတွေလေအဆင်ပြေအောင်လို့ပေါ့နော်ကျွန်တော်ဒီ vlog ဆိုတဲ့ function လေးနဲ့ရေးပြပေးတာဖြစ်ပါတယ် okay vlog လို့ရေးပြီးသားရင် lookup value ထည့်မယ် lookup value ကိုကျွန်တော်ဒီ item code ကိုကျွန်တော်ထည့်ပေးလိုက်မယ်ပြီးတော့လို့ရှိရင် table array ကိုဆက်လက်မှတ်မယ် table array ကကျွန်တော်ဒီဘက် item code ရှိသေးတာပေါ့နော်ဒီ table လေးကိုကျွန်တော်ကယူပြီးတော့တွက်မှာအခုလိုမျိုးကျွန်တော်က table လေးကိုဆက်လက်မှတ်ပြီးတော့ထည့်ပေးလိုက်မယ်ထည့်ပြီးသားရင် comma ကော်လိုင်းဒက်စ်နာမထည့်မယ်ကော်လိုင်းဒက်စ်နာမကအိုက်တန်နေကိုပြန်ရှာမှာဖြစ်တဲ့အတွက်2ဆိုပြီးတော့ထည့်ပေးလိုက်မယ် brain lookout ကို4ထည့်ပေးလိုက်မယ် fill lookout function က lookout value မရှိတဲ့အချိန်မှာ error တက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအရှိမ if error ဆိုတဲ့ function လေးပါတစ်ခါတည်းထည့်ပြီးတော့ရေးပေးလိုက်မယ်ပြီးတော့လို့ရှိရင် comma value if error ထည့်မယ်ဒီကျွန်တော်တို့ lookout value မရှိတဲ့အချိန်မှာဆိုရင်ကျွန်တော်က blank ဆိုပြီးတော့ပြပါဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးတော့ရင် enter နှိပ်လိုက်မယ် ။ Okay ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒါလေးကိုလည်း table လေးပြောင်းထားလိုက်မယ်။အခုလိုမျိုး salary လေးမှတ်ပြီးတော့ insert တက်ထဲက table ဒီမှာ my table has hada မှာအမှန်ကြည့်လေးချထားလိုက်မယ်။ပြီးတော့ရင်ဒီ sheet ကိုကျွန်တော် partition sheet ဆိုပြီးတော့နာမည်ပေးလိုက်ပါမယ်။အိုကျွန်တော်တို့ဒီနေရာမှာကျွန်တော်အဝယ်စင်းအထက်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘေးမှာဘာတွေထည့်ထည့်ဖို့လိုလဲဆိုရင်ကျွန်တော်တို့ကဒီ item name နေရပြီဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့က ဒီဝယ်ဈေးတွေပေါ့နော်ကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်ဝယ်ရမယ့်အရေအတွက်တွေကျွန်တော်စုစုပေါင်းဝယ်ထားတဲ့ amount ဘယ်လောက်လဲဆိုတာအစသဖြင့်ပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်ကဒီဘေးမှာထပ်ပြီးတော့ထည့်မယ်ပထမဦးဆုံးကျွန်တော်ကဒီဝယ်ဈေးထည့်လိုက်မယ် purchase price လို့ထည့်လိုက်တယ်ပြီးတော့ရင်ကျွန်တော်တို့ကဒီအရေအတွက်ဘယ်လောက်ဝယ်မှာလဲအဲ့ဒါတွေကိုကျွန်တော်ကထည့်ဖို့တော့ပေါ့နော်ဒီနေရာလေးမှာ quantity လို့ရေးလိုက်ပါမယ်အဲပြီးတော့ရင်ကျွန်တော်ကဒီဘေးမှာပါရှိမလဲဆိုရင်ကျွန်တော်ကဒီစုစုပေါင်းဝယ်လိုက်တဲ့ amount ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကပြန်ရှာမယ်အဲကြောင့်ဒီနေရာမှာ total purchase ဆိုပြီးရေးလိုက်ပါမယ် โอเคဒါဆိုရင်ကျွန်တော်တို့ကဒီမှာဝယ်ဈေးနှုန်းထည့်မယ်ပေါ့เนาะဥပမာကျွန်တော်တို့ကဒီ item လေးကတစ်ခုကို900ဆိုပါစို့900ပြီးရင်ကျွန်တော်အရေးတော့ဘလောက်ဝယ်မှာလဲ10ခုဝယ်မယ်ဆိုရင်10လို့ထည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်စုစုပေါင်းကျွန်တော်ဝယ်လိုက်တဲ့အမောင်ရဖို့အတွက်ကျွန်တော်ကဒီ purchase price နဲ့ quantity နဲ့ကိုမြှောက်ပေးလိုက်မယ်အခုလိုမျိုးမြှောက်ပြီးရင် under နှိပ်လိုက်မယ်ပေါ့เนาะ โอเคဒီနောက်မှာကျွန်တော်တို့ထည့်မယ်ဆိုရင်စပ်ပြီးထည့်လို့ရတယ်။ဘာကြီးထည့်လို့ရလဲဆိုရင်ကျွန်တော်ကဒီပစ္စည်းဆက်အခုကိုကျွန်တော်ကဝယ်လိုက်တဲ့အခါမှာဒီပေါင်ချာတွေရှိမယ်ပေါ့နော်။အဲ့ဒီပေါင်ချာနံပါတ်တွေထည့်လို့ရမယ်။ပေါင်ချာနံပါတ်ထည့်လို့ရမယ်။ပြီးတော့လို့ရှိရင်ကျွန်တော်ဘသူစီကဝယ်တာလဲ။အဲ့ဒါတွေထည့်လို့ရမယ်။အဓိကကတော့ကျွန်တော်က date ထည့်ပေးရမယ်ပေါ့နော်။ purchase date ကျွန်တော်တို့ကဘယ်နေ့မှာဝယ်ထားရလဲဆိုတော့သိဖို့အတွက်ကျွန်တော်က date ထည့်ပေးလိုက်မယ်။နောက်ကကျွန်တော်ဒီအဲဝယ်လိုက်တဲ့အမိတွေကတော့ထည့်ခြင်းလဲရတယ်မထည့်ခြင်းလဲရတယ်ဥပမာကျွန်တော်တို့ကဒီဘောင်ချာနံပါတ်လေးရ 101ဆိုပါဆိုပါဆိုပါเนาะကျွန်တော်တရက်3လ2025မှာကျွန်တော်ကဝယ်လိုက်တယ်ကျွန်တော်ဒီပေါင်ချာနာပတ်မှာဥပမာကျွန်တော်က5မျိုးဝယ်တယ်ဆိုပါဆိုကျွန်တော်ဒါဆိုရင်ကျွန်တော်စင်းရင်ထပ်ပြီးတော့ထည့်ကြည့်လိုက်မယ်1002ဒါဆိုရင်1002မှာဆိုရင်ကျွန်တော်အခုရေးထားတဲ့ function လေးကို face series ဆိုချထားလိုက်မယ်ပြီးတော့ရင်ကျွန်တော်ဒီနေရာမှာ1002ကိုဝယ်လိုက်မယ်ဆိုဈေးနှုန်းကလည်းကျွန်တော်က900ပဲဆိုပါဆိုကျွန်တော်က10ခုဝယ်လိုက်မယ်ဒါဆိုရင်9000ပို့ဒီပေါင်ချာနာပတ်ပဲ101 ဝင်လိုက်တာလည်းကျွန်တော်တရက်နေ့မှာပဲဝင်လိုက်တယ်။ကျွန်တော်နောက်တစ်ခုထပ်ပြီးတော့ထည့်ကြည့်လိုက်ပါဦးမယ်။1003ဒါဆိုရင်ကျွန်တော်ခဲပြတ်ခဲပြတ်တကူကဥပမာ300ဆိုပါစို့။ကျွန်တော်အခု20ဝင်လိုက်မယ်။ပြီးတော့လို့ရှင်ပေါင်ချာနံပါတ်ကဒီပေါင်ချာပဲ။ကျွန်တော်တရက်နေ့မှာပဲเนาะအကုန်ကျွန်တော်တို့စုဝဲလိုက်တဲ့ပုံစံလေးကျွန်တော်ကဆင်းရင်းသွင်းထားလိုက်တယ်။ဟုတ်ပြီကျွန်တော်အဝယ်ဆင်းရင်းတော့ပေါ့เนาะဒီလောက်လေးကျွန်တော်တို့အရင်ထည့်ထားလိုက်မယ်။အဲကျွန်တော်ပစ္စည်းသုံးမျိုးဝယ်ပြီးသွားပြီပေါ့เนาะကျွန်တော်ဒါလေးကိုကျွန်တော်ကအဲဆိုလို့ရှင်ရောင်းလို့ရပြီ။ရောင်းလို့ရပြီဆိုတော့ကျွန်တော်အယောင်ဆင်းရင်းဆွဲကြည့်မယ်။ နောက်ထပ်ရှိသစ်တစ်ခုယူလိုက်မယ်ကျွန်တော်အယောင်ဆင်းဆွဲမယ်ပေါ့နော်အယောင်အယောင်ဆင်းကိုကျွန်တော်တို့ကဒီပုံစံလေးအတိုင်းပဲကျွန်တော်ကထပ်ပြီးဆွဲမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ purchase ဆိုတာလေးကိုကျွန်တော် copy ကူးလိုက်မယ် copy ကူးပြီးတော့ကျွန်တော်ဒီရှိကိုကျွန်တော်က save ဆိုပြီးတော့နာမည်ပေးလိုက်မယ်ပေါ့နော်ဒါလေးကအယောင်ဆင်း save ဆိုရင်ကျွန်တော်ကဒီခေါင်းစဉ်မှာအော် save price ဖြစ်သွားမယ်။ Okay ကျွန်တော်တို့ဒီဘက်အဝယ်ထဲမှာကျွန်တော်တို့ကအဝယ်ဈေးနှုန်းတွေတတ်မှတ်လိုက်တယ်။ကျွန်တော်တို့ကဒီမှာအရောင်းမှဆိုရင်ကျွန်တော်တို့ကဒီမှာရောင်းတဲ့ဈေးနှုန်းတတ်မှတ်ပေးရမယ်။ဒါကဝယ်ဈေးဆိုတော့ကျွန်တော်ပြန်ဖြတ်လိုက်မယ်။ဒါကြီးလည်းပြန်ဖြတ်လိုက်မယ်။ ျွန်တော်ကဒီနေရာမှာကျွန်တော်ရောင်းဖို့အတွက်ပေါ့နော်ဈေးနှုန်းသတ်မှတ်ပေးရမယ်အဲ့ဒီရောင်းဈေးကိုကျွန်တော်ကဒီမှာ item ကိုရိုက်လိုက်တာနဲ့အဲ့ဒီရောင်းဈေးလေးပေါ်လာအောင်လို့ဘယ်လိုလုပ်မလဲဆိုရင်ဒီဝယ်ဈေးကိုကြည့်ပြီးတော့ဒီဝယ်ဈေးအပေါ်မှာပေါ့နော် percentage ဘယ်လောက်တင်ပြီးတော့ရောင်းမှလဲဆိုတာကိုသတ်မှတ်လိုက်မယ်အဲ့ဒီကရလာတဲ့ကျွန်တော်တို့ကဒီရောင်းဈေးကိုပေါ့နော်ဒီ item ကောက်ထဲမှာတွားပြီးတော့ထည့်ထားလိုက်မယ်ကျွန်တော်ဒီဘေးမှာပေါ့နော် sale price ဆိုပြီးတော့ရေးလိုက်မယ်ဒီ sale price ကဝယ်ဈေးကိုကျွန်တော်ဘယ်လောက် percent တင်ပြီးတော့ရောင်းမှလဲ ကျွန်တော်ဒီညလေးမှာ personate ထည့်ဖို့တော့ဗောနော်10ခွတကွကျွန်တော်တည်တံထားလိုက်မယ်ဒီညမှာကျွန်တော်ကတခြားပြင်ရင်လည်းဆိုလို့ရှိရင်လည်းပြန်ပြီးတော့ပြင်လို့ရအောင်ဥပမာကျွန်တော်တို့က15ရာခိုင်နှုန်းတင်ရအောင်မယ်ဆိုပါစို့ဒါဆိုရင်50%ထည့်ထားလိုက်မယ်ရောင်းစည်းကိုရဖို့အတွက် vlookup ဆိုတဲ့ function လေးနဲ့ကျွန်တော်ဝယ်စည်းကိုပြန်ရှာလိုက်မယ် lookup value ကိုကျွန်တော်ဒီ item code ကိုထည့်ပေးလိုက်မယ်ပြီးရင် table array ကိုကျွန်တော်ကဒီဘက်ဒီ budget budget sheet ထဲမှာသွားရှာလိုက်မယ်ဗောနော်ဝယ်စည်းရဖို့အတွက်ဆိုရင်ဒီအရှိရ ော်လံ3ကိုဆက်လက်မှတ်ပြီးတော့ထည့်ပေးလိုက်မယ်။ပြီးရင်ကော်မဝယ်ဈေးကကော်လံနံပါတ်3ဆိုတော့ဒီညမှာကော်လံ index နံပါတ်3လို့ထည့်ပေးလိုက်မယ်။ rain lookout ကို4ဆိုပြီးတော့တောင်းလိုက်မယ်။ ပြီးရင်အရှိမ if error function လေးပြန်ပြီးတည့်ပေးလိုက်မယ်ကျွန်တော် lookup value မရှိဘူးဆိုရင် value if error နေရာမှာဘာထည့်မလဲဆိုရင်0လို့ထည့်ကျွန်တော်ဒီနေရာမှာဘလောက်ဘာလို့မတုံးတာလဲဆိုရင်ကျွန်တော်ကအခုကဈေးနှုန်းကြီးကိုပြန်ရှာနေတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ကဒီဈေးနှုန်းဈေးနှုန်းနေရာမှာဘလောက်တော့ထည့်မယ်ဆိုရင်တခြားတစ်ခုခုနဲ့ကျွန်တော်ကထပ်ပြီးတော့တွက်တဲ့အခါမှာ error ထပ်ပြီးတော့တက်မယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီနေရာမှာဘလောက်ဘလောက်အစားပေါ့နော်0ကိုတုံးလိုက်တယ်ကျွန်တော်အန်တာနှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာဝယ်ဈေးရပြီကျွန်တော်ကဒီနေရာမှာဒီဝယ်ဈေးကိုကြည့်ပြီးတော့ရောင်းဈေးပြန်တတ်မှတ်မှာဆိုတော့ ျွန်တော်ဒီဝယ်ဈေးကိုဘာနဲ့မြှောက်ပေးလိုက်မလဲဆိုရင်50%ပါစံနဲ့မြှောက်ပေးလိုက်မယ်။ဒါတော့ကျွန်တော်က50%နဲ့မြှောက်ပေးလိုက်မယ်။ပြီးရင်ဒီဆဲကွက်လေးကိုကျွန်တော်က Apple Key နှိပ်ပြီးတော့ launch ထားလိုက်မယ်။ဒါက50%ပါစံရဲ့အမောက်မရအောင်ပဲဗောနော်။ပြီးတော့လို့ရှိရင်ကျွန်တော်ဒီဝယ်ဈေးနဲ့ပြန်ပြီးတော့ပေါင်းလိုက်မှကျွန်တော်ကဒီရောင်းဈေးကိုရမှာဆိုတော့ကျွန်တော်အနောက်မှာကျွန်တော်က plus လို့ရေးပြီးတော့ကျွန်တော်တို့ဒီအရှိရ function ကို copy ပြန်ကူးလိုက်မယ်။ဒီနောက်မှာ cursor ချ control ပူပြီးဗောနော်။အခုလိုမျိုးရေးလိုက်တဲ့ under နှိပ်လိုက်။ဒါဆိုရင်ကျွန်တော်တို့ဒီမှာရောင်းဈေးရပြီ။ဒီရောင်းဈေးက ဝယ်ဈေးကိုကျွန်တော်တို့က15000ခန့်တုံးတင်ပြီးတော့သတ်မှတ်ထားတဲ့ဒီရောင်းဈေးဖြစ်ပါတယ်အဲပြီးတော့ကျွန်တော်တို့ကဒီရောင်းဈေးရင်းမှာရောင်းဖို့အတွက်ပေါ့နော်ကျွန်တော်ကတော့ကဒီ item code ထဲကရောင်းဈေးကိုပြန်ပြီးတော့ vlookup function နဲ့ပြန်ရှာလိုက်မယ်ဒီတစ်ခါ if error function ကိုတစ်ခါလေးထည့်ပြီးရေးလိုက်မယ် vlookup lookup value ကိုဒါကိုထည့်မယ် table array ကကျွန်တော်ကအခုက save price ကိုပြန်ရှာမှာဆိုတော့ item code ထဲမှာတွားပြီးတော့ရွှေ့လိုက်မယ် save price ကိုရှာမှာဆိုတော့ column index number က3ဒီနေရာမှာ4တော့လိုက်မယ်ပြီးတော့လို့ရှိရင် ကျွန်တော် value if error နေရာမှာ0ကိုသုံးလိုက်မယ် enter နှိပ်လိုက်ဒါဆိုရင်ကျွန်တော်ဒီမှာရောင်းစေးရပြီဒီ lookup value မထည့်ထားတဲ့ဟာတွေဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီ if error function ရဲ့0ကိုလာပြပြီ okay ကျွန်တော်ဒါဆိုရင်ကျွန်တော် quantity ထည့်မယ်ဥပမာဘယ်လောက်ရောင်းလိုက်ရလဲဆိုရင်ကျွန်တော်5ခုရောင်းရတယ်ဆိုပါဆိုဒါဆိုရင်ဒီမှာကျွန်တော် total စေးရပြီအဲနောက်တစ်ခုကကျွန်တော်2ခုရောင်းရတယ်ကျွန်တော်ဥပမာ3ခုရောင်းရတယ် စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးလိုက်ထည့်လိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်ကဒီပေါင်ချာနာပတ်ရောင်းလိုက်တဲ့ပေါင်ချာနာပတ်ထည့်အောင်မယ်ဒီ၃မျိုးလုံးပေါ့နော်ပေါင်ချာတစ်ဆောင်နဲ့ရောင်းရောင်းလိုက်တယ်ဆိုပါစို့ဒါဆိုရင်ကျွန်တော်တို့မှာအဝယ်စင်းရင်းလည်းရပြီအယောင်စင်းရင်းလည်းရပြီကျွန်တော်ဒီအယောင်စင်းရင်းမှာပေါ့နော်နောက်တစ်ခုဘာအတိပို့လို့ဒီလဲဆိုရင်ကျွန်တော်အခုရောင်းလိုက်တာကျွန်တော်တို့ဘလောက်မြတ်လဲဆိုတော့အတိပို့လို့တယ်ဒါကြောင့်ကျွန်တော်ဒီနောက်မှာပေါ့နော်ကျွန်တော်အမြတ်တွက်မယ် profit လို့ရေးလိုက်ပါမယ် profit လို့ရေးပြီးတော့ကျွန်တော်ဒီဆဲခွက်မှာဘလောက်မြတ်လဲဆိုတော့ပြန်ရှာမယ် ကျောင်းကြီးအမြန်ရဖို့ဆိုရင်ဒီပစ္စည်းတစ်ခုချင်းစီရဲ့ကျောင်းကဝင်ရောင်းစည်းတွေကနေပြီးတော့သူ့ကိုဝယ်ထားတဲ့ဈေးနှုန်းပြန်ပြီးတော့နှုတ်ပေးလိုက်မယ်ဆိုရင်ကျောင်းကအဲ့ပစ္စည်းရဲ့အမြတ်ကိုရပြီပေါ့နော်အဲ့ဒါကိုကျောင်းကဒီဆဲခွက်မှာအမြန်ရအောင်လို့ရေးရမှာဆိုတော့အရင်ဆုံးဘာကိုပြန်ရှာလိုက်မလဲဆိုရင်ကျောင်းကဒီနေရာမှာ save price ရှိရဲ့ purchase price ကိုပြန်ရှာလိုက်မယ်ဆိုရင်အဲ့နှစ်ခုကိုကျောင်းနှုတ်ပေးလိုက်ရပြီပေါ့နော်အဲ့ဒါကြောင့်ကျောင်းဒီနေရာလေးမှာကျောင်း purchase price ကိုပြန်ရှာလိုက်မယ် if error if error function နဲ့ vlookup function တွေကိုတွဲယူလိုက်မယ်။ lookup value ကိုဒီ item code ကိုထည့်ပေးလိုက်မယ်။ဝယ်ဈေးကိုကြတော့ကျွန်တော်ကဒီ purchase sheet ထဲမှာသွားရှာလိုက်မယ်ပေါ့နော်။ကျွန်တော်ဒီမှာဝယ်ဈေးရှိရင်အဲ့ဒါကြောင့်ကျွန်တော်ကမှဒီ column သုံးခုကိုဆက်လက်မှတ်လိုက်တယ်။ပြီးလို့ရှိရင် column index number ကို3ထည့်လိုက်မယ်။ range lookup ကို4တောင်းလိုက်မယ်။ပြီးတော့ရင်ကျွန်တော်ကဒီနေရာမှာ0ကိုထည့်လိုက်မယ်။0က value if error နေရာမှာထည့်တာပါ။ဟုတ်ပြီဒါဆိုရင်ကျွန်တော်အခုရလာတဲ့အဖြေတွေကဘာလဲဆိုရင်ဒါဝယ်စီနော်အမြတ်မဟုတ်သေးဘူး။ ကျွန်တော်အမြတ်ကိုရအောင်ဆိုရင်ရောင်စည်းတွေကနေဒီစင်းနှုံးပြန်ပြီးနှုတ်ပြရမယ်။အဲဒါကြောင့်ကျွန်တော်ဒီအရှိမကာစာလေးချပြီးတော့ရောင်စည်းနှုံးကိုလှမ်းပြီးတော့ refine လိုက်မယ်။ပြီးတော့လို့ရှိရင်အလေကောင်မှ minor လေးထည့်ပေးလိုက်မယ်။သဘောတရားကကျွန်တော်ကဒီ C5 ဆိုတဲ့ကျွန်တော်ရောင်စည်းရောင်စည်းတွေကနေဒီ if error function နဲ့ရှာထားတဲ့ဝယ်စည်းကိုပြန်ပြီးတော့နှုတ်ပေးလိုက်တာဖြစ်ပါတယ်။အဲဒါမှကျွန်တော်တို့ဒီမှာဒီမြတ်တဲ့ဟာပေါ့နော်။ဒါကကျွန်တော်တခုချင်းစီရဲ့အမြတ်ပဲရှိသေးတယ်။ဥပမာကျွန်တော်က၅ခုရောင်းလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီရစ်တော့ကို၅နဲ့ပြန်မြှောက်ပေးရမယ်။ အဲ့ဒါကြောင့်ကျွန်တော်ဒီနှစ်ခုကိုဝင်စားကွန်ပိတ်တဲထည့်လိုက်မယ်။ထည့်ပြီးတော့အမြောက်ဘာနဲ့မြောက်မလဲဆိုရင်ရောင်းလာရတဲ့ quantity နဲ့မြောက်ပေးလိုက်မယ်။ဒါဆိုရင်ကျွန်တော်တို့ဒီ PC တွေရောင်းလို့ဘောနဲ့ရတဲ့ဒီအမြတ်အိုးဒါဆိုရင်ကျွန်တော်တို့ဒီအဝေးရောင်းဝယ်အတွက်ကကျွန်တော်တို့ဒါဒီလောက်ဆိုလို့ရှိရင်တော့အဆင်ပြေသွားပြီဘောနော်။အဲပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီဝယ်ထားတာဥမာ10ခုရှိတယ်။ရောင်းလိုက်တာက၅ခုဆိုတော့ကျွန်တော်လက်ချက်၅ခုဆိုပြီးတော့ကျွန်တော်တို့သိဖို့လိုသေးတယ်။ဒါကြောင့်ကျွန်တော်တို့ကလက်ချက်ကြည့်ဖို့တော့စရင်နောက်တစ်ခုထပ်ပြီးတော့ဆွဲလိုက်မယ်။ ဒါကိုပဲကျွန်တော် copy ယူလိုက်မယ်ပြီးလို့ရှိရင်ဒါလေးကို balance ဆိုပြီးတော့နာမည်ပေးလိုက်မယ်ကျွန်တော်ဒီ balance ရှိရမှာဆိုရင်ကျွန်တော်ခေါင်းစဉ်တွေကိုဘာတွေပြန်ထားရမလဲဆိုတော့ကျွန်တော် item ကိုရှိမယ် item name ရှိမယ်ကျွန်တော်အဝင် total ပေါ့နော်အဲ့ဒါကိုကျွန်တော်က in total လို့ရေးလိုက်မယ်အဝင် total ရှိမယ်ပြီးလို့ရှိရင်အထွက် total ရှိမယ်ဟိုကျွန်တော်ဒီ page corner တစ်ခုကိုဖြတ်လိုက်မယ်ဒီနေရာမှာကျွန်တော်ကလက်ချက်ရသွားပြီဆိုရင်အဲ့ဒီလက်ချက်ကပေါ့နော်ကျွန်တော်ကဒီဝယ်ဈေးနဲ့မြှောက်ပြီးတော့ဒီကိုယ့်ရဲ့ဆိုင်မှာ ဒီပစ္စည်းတန်ဖိုးကဘယ်လောက်ရှိလဲဆိုတာကိုသိရအောင်လို့ပေါ့နော်အဲ့ဒါကိုကျွန်တော်ကဒီ sign legend တန်ဖိုးအနေနဲ့ကျွန်တော်ပြန်ပြီးဖော်ပြထားမယ်အဲ့ဒါကိုကျွန်တော်က column header ကို stop value ဆိုပြီးရေးလိုက်ပါမယ် okay ဒီတဲ့ဟာကြီးဖြတ်လိုက်မယ်နော်ဒါကကျွန်တော်ဘယ်ခုနကတုန်းကဒီဘက်ရှိတွေကပါလာတဲ့ဟာကြီးဒါရက်မလို့ okay ကျွန်တော်ဒီ item name နေ့ item code တွေလည်းကျွန်တော်ပြန်မရိုက်တော့ဘူးပေါ့နော်ဒီဘက် item code ထဲမှာထည့်ထားသမျှဟာကြီးကျွန်တော်အကောင်လုံး balance ကျွန်တော်ရှာမှာဆိုတော့ကျွန်တော်ကဒီနေရာမှာကျွန်တော် equal sign လိုက်ပြီးတော့ဒီဘက် item code ထဲက တော့ဒီ item code ကို reference လိုင်းယူလိုက်မယ် reference ယူပြီးတော့ enter နှိပ်လိုက်ပြီးလို့ရှိရင်ဒါကိုအခုလိုမြညာဘက်ကိုဆွဲလိုက်မယ်အောက်ကိုပြန်ဆွဲလိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီဘက်မှာထပ်ပြီးတော့ထည့်မယ်ဆိုရင်ကျွန်တော်ဒီဘက်ဘဲလာနေမှာပြောပေါ်လာပြီပေါ့နော်ကျွန်တော်ဒီမှာ item name နေရပြီဆိုတော့ကျွန်တော် item name တစ်ခုချင်းစီမှာကျွန်တော်ဘလောက်ဝင်ထားလဲပြီးလို့ရှိရင်ဘလောက်ထွက်ထားလဲအဲ့ဒါကြီးပြန်ပြီးတော့ရှာကြည့်မယ်ဒီနေရာမှာကျွန်တော်ကဒီ intro တွေရဖို့ဆိုရင်တော့ sign if ဆိုတဲ့ function လေးကိုသုံးလို့ရတယ် sign if ပေါ့နော်အဲ range ထည့်မယ် ရင်းရကြတော့ကျွန်တော်ကအခုကကျွန်တော်အဝင်းတိုးတဲကိုရှာမှာဆိုတော့ကျွန်တော်ကအဝင်းဆိုလို့ရှိရင်ပေါ့အဝယ်ပေါ့နော်အဝယ်ဆင်းတဲကိုသွားလိုက်မယ်ပြီးရင်ရင်းရကြတော့ကျွန်တော်ဒီ item code နဲ့တွေ့မှာဆိုတော့ item code column ကိုဆက်လက်မှတ်ပေးလိုက်မယ်ပြီးရင် comma criteria ကိုကြတော့ balance တွေကကျွန်တော်ဒီ item code ကိုထည့်ပေးလိုက်မယ်ပြီးရင် sum range ကိုကြတော့ဒီ budget sheet တွေကကျွန်တော်ဒီ quantity တွေပေါ့နော်ကျွန်တော်ဝယ်လိုက်တဲ့အရေးအတွက်တွေကိုထည့်ပေးလိုက်မယ်အန္တရာယ်နှိမ့်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့မှာအဝယ်ရပြီဒါကိုယ့်စီကိုဝင်လာတဲ့အရေးအတွက်တွေ အဲနောက်တစ်ခုကျွန်တော်ထွက်သွားတဲ့ဟာကြီးထပ်ရှာမယ်အဲ sign if ဆိုတဲ့ function ကိုတောင်းလိုက်မယ်ကျွန်တော် range ကိုဘာလို့ထည့်မလဲဆိုရင်ဒီတကားဆေးရှိတယ်ကိုတောင်းမယ်ဆေးရှိတယ်က item code column ကိုဆက်လာမှပြီးတော့လို့ရှိရင် comma criteria ကို balance နဲ့က item code တစ်ခုကိုထည့်ပေးလိုက်မယ်ပြီးရင် sign range ကိုကြတော့ကျွန်တော်ဒီဆေးတဲကကျွန်တော်ဒီထွက်သွားတဲ့အရေးအတွက်ပေါ့နော် quantity column ကိုဆက်လာမှပြီးတော့အခုလိုမျိုးထည့်ပေးလိုက်မယ်ပြီးတော့ရင် enter ဒါဆိုရင်ကျွန်တော်တို့ဒီမှာအရှိမစရင်တွင်းထားတာကဒီ item name ဆိုလို့ရှိရင်10ခုဝင်လာတယ်။ပြန်ထွက်သွားတာက9ခုထွက်သွားတယ်။အဆိုရင်လက်ချက်ရဖို့ဆိုရင်ကျွန်တော်ဒီ in ရနေပြီးတော့အောက်ကိုနှုတ်ပေးလိုက်ရင်လက်ချက်ရပြီ။ဒီနေရာမှာကျွန်တော်ဒီပစ္စည်း9ခုဆိုလို့ရှိရင်ကျွန်တော်ကတံပိုးဘယ်လောက်ရှိလဲဆိုတော့သိအောင်လို့ပေါ့နော်။ဒီနေရာမှာကျွန်တော်ကဝယ်ဈေးနဲ့ဒီ quantity နဲ့ကိုကျွန်တော်ပြန်ပြီးတော့မြှောက်ပေးလိုက်မယ်။အဲဒါကြောင့်ဒီ sale ကလေးမှာဝယ်သေးရအောင်လို့ vlookup function နဲ့ပြန်ပြီးတော့ရှာလိုက်မယ်။ lookup value ကိုတော့ထည့်မယ်။ ်ပြီးလို့ရှင် comma table array ကိုကြတော့ဝယ်ဈေးကိုရှာမှာဆိုတော့ကျွန်တော်ဒီ partition sheet လေးကိုတွားလိုက်မယ်ဒီ column 3ခွက်ကိုဆက်လက်မှတ်ပေးလိုက်မယ်ဝယ်ဈေးက column headers number 3ဆိုတော့3ထည့်လိုက်မယ် bin 4တော့လိုက် bin comma ပြီးလို့ရှင်ကျွန်တော်ကဝယ်ဈေးကိုရှာတာဖြစ်တဲ့အတွက်မတွေ့ဘူးဆိုရင်0ပြပါဘောနော် under နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ကဒါကဝယ်ဈေးပဲရှိသေးတယ်။ကျွန်တော်ဒီဝယ်ဈေးတစ်ခုချင်းစီကိုကျွန်တော်ကဒီလက်ချံအရေးအတွက်နဲ့မြှောက်ပေးလိုက်မယ်ဆိုရင် ကျွန်တော်ဒီတံပိုးဘယ်လောက်ရှိလဲဆိုတာရပြီဒီဆဲခွက်လေးကိုကလင်းနှိပ်ပြီးတော့မြှောက်ပေးလိုက်ခုနဈေးနှုန်းကိုကျွန်တော်ဒီအရေအတွက်၅ခုနဲ့မြှောက်ပေးလိုက်တာပြီးရင်အန္တရာယ်နှိပ်လိုက်ဒါဆိုရင်ကျွန်တော်ကဒီမှာ၅ခုကျန်နေဆိုရင်သူ့ရဲ့ပစ္စည်းတံပိုးဒီ2500မရှိခုကျန်နေဆိုရင်သူ့ရဲ့ပစ္စည်းတံပိုးဒီ3000ဘောနောကိုစိုင်းလက်ကျန်ပစ္စည်းကဘယ်လောက်ရှိလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်ဒီနေရာလေးမှာတိုတယ်ဆိုပြီးတော့ပေါင်းထားလို့ရတယ်ဒီကွယ်ဒီညမှာ sub total နဲ့တုံးလိုက်မယ် sub total ကကျွန်တော်ကဒီတိကျနာတွေကိုကျွန်တော်ကဖစ်တာလုပ်ပြီးရွေးပြီးကြည့်တဲ့အခါမှာဆိုရင်အတော့ဝင်တယ် ဒီညမှာဥပမာကျွန်တော်တို့ကဒီမှာတစ်ခုပဲရွေးပြီးကြီးမယ်ဆိုပါဆို။ဒါဆိုရင်ဒီမှာ၄ရောင်ဆိုပြီးတော့ပြောင်းသွားတယ်။ဒါလေးကကျွန်တော်တို့ကဒီ sub total ကိုတုံးထားမယ်ဆိုရင်အဲ filter လုပ်ပြီးကြီးလိုက်တဲ့အခါမှာ filter လုပ်ထားတဲ့ဟာတွေပဲတီးတန်းရွေးပြီးတော့ပေါင်းပြီး။အခုလောလောဆယ်ဆိုရင်ကျွန်တော်ဒီပစ္စည်းတွေက11600ပေါ့နော်ဒါစိုင်းတန်းဘိုးပေါ့။ဒါလေးရှိမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာအဝင်အထွက်လက်ကျန်ကြီးလို့ရမယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာ တော့ဒီအဝယ်စင်းင်းတွေအရောင်စင်းင်းတွေပေါ့နော်အခုလိုမျိုးပုံစံလေးထည့်သွင်းလို့ရမယ်ပြီးသွားလို့ရှိရင်ကျွန်တော်ကဒီနေရာမှာ table လောက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီအောက်မှာကျွန်တော် data တွေထပ်ပြီးတော့တိုးမယ်ဆိုလို့ရှိရင်လေကျွန်တော်သူက auto လိုက်ပြီးတိုးတယ်ကျွန်တော်ဒီအောက်မှာဒီအောက်မှာတိုးလိုက်မယ်ဆိုလို့ရှိရင်လေကျွန်တော်ကဒီ formula ရတခါတည်း table ထဲမှာပါသွားတာဖြစ်တဲ့အတွက်ပြန်ပြီးချိန်ဆမလို့တော့စုပေါင်းဝယ်ထားတဲ့ budget အမှောင်ဘယ်လောက်ရှိလဲဆိုတာသိချင်တယ်ဆိုရင်ဒီနေရာလေးမှာ total လောက်ထားလို့ရတယ် ဒီညမှာဆူဆူပေါင်းအမြတ်ကိုလိုချင်နေဆိုရင်မတိုတဲလို့ရေးပြီးတော့ equal sub total ဆိုတဲ့ function လေးရေးလိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီအောက်က1ဝန်နိုင်ကိုသုံးမယ်ပြီးတော့လို့ရှိရင်ဒီအောက်က0ခွာဒီကိုဆလမှတ်ပြီးတော့ထည့်ပေးလိုက်မယ် under အဲဒါဆိုရင်အခုပစ္စည်းသုံးမျိုးရောင်းလိုက်တာဆိုရင်ကျွန်တော်တို့အမြတ်က660ရှိအဲကျွန်တော်ဒီနေရာမှာတော့ကျွန်တော်ဒီစာရင်းရေးဆွဲပြသွားတဲ့ပုံစံမှာပေါ့နော် function ရင်းနည်းဒီကိုတော့ ကျွန်တော်အသေးစိတ်မရှင်းပြသွားဘူးကျွန်တော်ဒီစရင်ပုံစံလေးတကူဘယ်လိုရေးဆွဲရမလဲဆိုတာလေးကိုပဲအဓိကထားပြီးတော့ပြောပြပေးသွားပါမယ်ဒီလိုမျိုးစရင်တွေပေါ့နော်ကျွန်တော်ရေးဆွဲဖို့ဆိုလို့ရှိရင်တော့ဒီလို function တွေရေးတတ်ဖို့လိုပါတယ်အဲ function တွေကိုအကောင်းဆုံးအသုံးပြုတတ်မှာကျွန်တော်တို့ကဒီစရင်တွေရေးဆွဲရတာအဆင်ပြေတာဖြစ်ပါတယ်ဒီလိုမျိုး function တွေကိုအသေးစိတ်ကနေစပြီးတော့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရှိမှလည်း advanced online class တွေရှိပါတယ်ကျွန်တော်တင်နှမ်းမှဆိုရင်ဒီ function တွေကိုအသေးစိတ်ပြန်ပြီးတော့သင်ပေးပါတယ်